တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ကန်ဒီကျောင်းသားတယောက်ပျောက်ဆုံးသွားရာကနေနေပြည်တော်ရှိတဲခုခန်းတစ်ခုမှာရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရေရွှေကျင်မြို့နယ်မှာပျောက်ဆုံးနေတဲ့2025ခုနှစ်တက္ကသိုလ်ဝင်းနဲ့ Great Dress စာမေးပွဲကိုဝင်ရောက်ဖြေဆိုမဲ့အကြောင်းသားကိုနေပြည်တော်မှာရှိတဲ့တဲခုခန်းတစ်ခုမှာရှာဖွေတွေ့ရှိခဲ့ပြီးဒီကနေ့မတ်လ16ရက်နေ့မှာမိသားစုထံမှာပြန်လည်အနှံလိုက်ပြီးဖြစ်ကြောင်းနေပြည်တော်ကောင်စီနယ်မြေပေါ်ပွားတီရီမြို့နယ်ပတ်တာနယ်မြေရဲစခန်းမှစခန်းမှူးတယောက်ကပြောကြားခဲ့ပါတယ် အခုတော့ကလေးရဲ့မိဘတွေစီကိုပြန်အံ့လိုက်ပါပြီ။တတင်းမှတွေ့တော့သက်ဆိုင်ရာရွှေကျင်ရဲ့စခန်းကလည်းဆက်သွဲလာတယ်။ဒီကလေးရဲ့ GPS ကလည်းနေပြည်တော်ကိုလာတယ်။ဘောကသေးရီကောင်းဝနာမှာပျောက်သွားတော့ကျွန်တော်ကလည်းနေတိန်ကောင်းဆောင်တွေနဲ့ချိတ်ဆက်ပြီးတော့တဲခုတ်ကန်းတွေမှာဒီကလေးကိုရှာပေးဖို့ပြောပါတယ်။ဆာပေပွဲဖြီတာမှီဖို့အတွက်အများဆုံးရှာဖွေကြပါတယ်။နေတိန်ကောင်းဆောင်တွေနေတိန်တွေကိုညွှန်ကြားလိုက်တာပေါ့။ရွှေကျင်ရဲ့စခန်းကလည်းကျွန်တော်တို့ကိုဆက်သွဲပါတယ်။ အဲ့ဒီလိုချိတ်ဆက်ပြီးတော့ရှာရင်းနဲ့မင်းညားကကျွန်တော်ရဲ့နေမြေတွေကတဲခိုကန်းတစ်ခုမှတွေ့တာပါဟုဘတ်တာနေမြေရဲစခန်းကစခန်းမှုဦးနေမျိုးလင်းကပြောကြားခဲ့တာပါ ပဲခူးတိုင်းဒေသကြီးရွှေကျင်းမြို့နယ်တကွန်တိုင်းကျေးရွာမှာနေထိုင်တဲ့2025ခုနှစ်တက္ကသိုလ်ဝန်ထမ်း Grade Dress ဆာမီဝဲဖြစ်ဆိုမဲ့ကျောင်းသားတဦးဖြစ်တဲ့မောင်ကောင်းခန့်ကျော်ဟာနေပြည်တော်ကို စတင်ရောက်ရှိချိန်မှာပြည်မနာမြို့အတွင်းမှာရှိတဲ့ဟိုတယ်တစ်ခုမှာတဲခိုနေထိုင်ခဲ့ကြောင်းနဲ့၎င်းနောက်မှာတော့ဇီနုံချိုသားတဲ့ပုပ္ပသီရီမျိုးနယ်မှာရှိတဲ့တဲခိုကန်တခုမှာပြောင်းရွှေ့နေထိုင်လျက်ရှိစဉ်မှာသူ့ကိုပြန်လည်တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။ ပတ်တာနယ်မြေရဲစခန်းမှာစခန်းမှုဦးနေမျိုးလင်းကပဲခူးတိုင်းကအကြီးကဲတွေကလည်းလှမ်းပြီးတော့ချိတ်ဆက်ကြပါတယ်။ညကတွေ့ပြီဆိုတာနဲ့သက်ဆိုင်ရာကိုလည်းအကြောင်းကြားပေးထားပါတယ်။ဒီနေ့နေ့လယ်ပိုင်းမှာပြန်လာခေါ်ကြပါတယ်။သူရဲ့ရွယ်ချက်ကတော့ဘုံကြီးဝိချင်နာပေါ့။ငကိုကလည်းသူကဖျားတရားတွေလုပ်တယ်လို့သူရဲ့မိဘတွေကပြောတယ်။သူစီကပတ်စံအလူခံရတာဘာညာတွေလည်းမရှိပါဘူး။သူပါလာတဲ့ဖုန်းရောပတ်စံရောပြန်ပါပါတယ်။ သူ့ရဲ့မိဘတွေစီကိုကောင်းမွန်စွာပြန်လည်အနှံ့ပေးလိုက်ပါပြီ။သက်ဆိုင်ရာရှင်ကျင်ရဲ့စခန်းကတပ်ဖွဲ့ဝင်တွေလည်းလိုက်ပါလာပါတယ်လို့ပြောကြားထားတာဖြစ်ပါတယ်။ရွှေချင်းမြို့နယ်မှာပျောက်ဆုံးနေခဲ့တဲ့တက္ကသိုလ်ဝန်ထမ်း Great Day ចောင်းသားရဲ့တည်င်းကိုသိရှိရချိန်မှာသက်ဆိုင်ရာနေမြေရဲစခန်းနဲ့ချိတ်ဆက်ပြီးသူတို့ရဲ့နေမြေအတွင်စုံစမ်းရှာဖွေမှုများပြုလုပ်စဉ်အဆိုပါចောင်းသားကိုပြန်လည်တွေ့ရှိခဲ့တာဖြစ်ကြောင်းလည်းဦးနေမျိုးလင်းကဆက်လက်ပြောကြားထားပါတယ်။ ဒီကလေးကနိုင်ငံတော်အဆင့်အထိစာတော်တဲ့ကလေးပါသူကငွေညစ်ခံရတာတိုစေးတိုးခံရတာမျိုးမဟုတ်ပါဘူးသူကဖုန်းကြီးဝှချင်လို့သူ့ဘာသာထွက်လာတာမျိုးပါလို့ပတ်တာနေမြေရဲစကတ်ကစကတ်မှုဦးနေမျိုးလင်းကဆက်လက်ပြောကြားခဲ့ပါတယ်နေပြည်တော်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ရွှေချင်းမျိုးနယ်ဒဂွန်နိုင်ကျေးရွာမှာနေထိုင်နေ တက္ကသိုလ်ဝန်ထမ်း grade 12ကျောင်းသားမောင်ကောင်းခန့်ကျော်ကို၎င်းမှာပါလာတဲ့ငွေသားချက်18သိန်းကျော်လက်ကင်ဖုန်းတို့နဲ့အတူမိဘနဲ့တာဝန်ရှိသူတွေစီကိုပြန်လည်အနှံခဲ့တာဖြစ်ပြီးမော်တော်ဆိုင်ကယ်ကိုလည်း၎င်းအနှံထားခဲ့တဲ့ရွှေကျင်မြို့မှာရှိတဲ့ကားဂိတ်မှာပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်